အတက်မဲ့လာပြီဖြစ်တဲ့အမ်ဘီအားလုံးပဲမင်္ဂလာပါခင်ဗျာ ဖို့အန်ဖမ်လီမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကလီဗာပူးအတင်းရဲ့အကြောင်းလေးပဲဖြစ်ပါတယ်လီဗာပူးအတင်းအရဆိုရင်တော့နောက်ဆုံးကစားခွဲတဲ့၅ပွဲမှာဆိုနောက်ဆုံးကစားခွဲတဲ့၆ပွဲမှာဆိုရင်တော့၅ပွဲတိတိရှုံးနေထားတယ်ဗျတူတိုးတွေနိုင်ထားတာဆိုတော့တပွဲပဲရှိရယ်ဗျအာချန်ပီယံလိုက်မှာဖရန့်ဘက်ကို1-5ဆိုပဲရနိုင်တယ်တူတိုးတွေနိုင်ထားရယ်ဗျလီဗာပူးတွေနဲ့အိမ်ကွင်းမှာဆိုရင်တော့အိမ်ကွင်း၃ပွဲကစားခဲ့ရမှာဆိုရင်တော့တူတိုးတွေ၂ပွဲတိတိကိုနိုင်ထားရယ်တူရှုံးနေခဲ့တဲ့အတင်းအရလည်းတူတိုးရဲ့မာအပြန်ပဲအတင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ကိုတူရှုံးနေခဲ့ရဗျလီဗာပူးတွေနဲ့ခုဆိုရင်တော့လုံးဝကိုဖြီးအားနေမြ များလာပြီလီဗာပူးအနေနဲ့အခုနောက်ပိုင်းမှာဆိုရင်တော့သူတို့ရှုံးပွဲတွေထက်ကြုံလို့မရတော့ဘူးတကယ်လို့ကရှုံးပွဲတွေကြုံနေဆိုရင်တော့လီဗာပူးပြိုင်တဲ့နေနဲ့အရန်ကိုဒေါ်လာထွက်နေပြီလီဗာပူးရဲ့နီးပြားဆိုရင်လည်းနီးပြားရဲ့ခုံဆိုရင်လည်းအခုချိန်မှာဆိုရင်လှုပ်နေပြီလီဗာပူးကဆိုရင်တော့ဒီတပတ်ဒီလာတင်းမှာဆိုရင်တော့ကန်ဖို့နောက်လာတင်းမှာဆိုရင်လီဗာပူးကကန်ဖို့အတွက်9ပွဲတိတိရှိတယ်ပါလီဗာပူးရဲ့ဆိုရင်တော့နောက်လာတင်းမှာဆိုရင်တော့ပွဲချက်တွေကန်ရမယ်ခင်ဗျအခုစပြီးတော့လီဗာပူးတွေးခဲ့တဲ့အတင်းကတော့ပထမဆုံးတော့ကြာလာပိုင်းနေ့မှာဆိုရင်တော့လီဗာပူးတွေးတဲ့အတင်းကတော့ခက်ဆက်ပဲလေးရှိတယ်ခက်ဆက်ပဲလေးကတော့မနစ်ကဆိုရင်လီဗာပူးမှာလီဗာပူးကိုဆ ဆိုရင် FPK မှာလည်းတို့ဖြုတ်ခဲ့တယ်ဒီနှစ်မှာဆိုရင်လည်းတို့ထိတ်တက်တွေးဆောင်နေပထမအကြော့မှာဆိုရင်လည်းလေပါဟုအနိုင်ယူထားရပြဒုတိယပွဲကတော့ Sunday မှာဖြစ်တယ်နိုဝင်ဘာလ2ရက်နေ့မှာ Sunday မှာကံပဲအဆွန်ဘီလာနဲ့ပွဲဖြစ်တယ်မြေအဆွန်ဘီလာကလည်းခုနောက်ပိုင်းဆိုရင်ရလက်ကောင်းနေပုံမှန်ပြန်ပြနေတယ်လေပါဟုတို့ခက်ခဲအောင်ပဲဂျားရမှာကံပဲဘိုးတဘူးနေ့မှာကံပဲလေပါဟုနဲ့ရွေရဲမက်တစ်တို့ရှိရပြအခုချိန်မှာရွေရဲမက်တစ်ကဆိုရင်တော့ လီဗာပူးတက်ဆိုရင်အဆအဆရရအားလုံးကိုတာနေတယ်။ထိုင်မဲ့အန်ဖီးမှာဖြစ်တဲ့အတွက်ပဲကျွန်တော်တို့တွေစိတ်ဝင်စားစရာစောင့်ကြည့်ခြင်းနေရခင်ဗျ။လီဗာပူးတက်နောက်ထပ်ဆာမိုးဘက်ထပ်စင်မဲ့ပွဲတစ်ပွဲရှိတယ်။အဲပွဲကတော့နိုဝင်ဘာလ9ရက်နေ့ဆန်ဒေးမှာဖြစ်တဲ့ကြာမန်စီးတီးနဲ့လီဗာပူးနဲ့ပွဲပါခဲ့တယ်။မန်ချက်စတာစီးတီးကိုတော့သူတို့တွေဂုလိုအနေထားမျိုးနဲ့ဆိုရင်ဘလို့မှမလွယ်ဘူးခင်ဗျ။ ူတို့တွေဆက်ပြီးတော့ကျွန်တော်နိုဘာလာ22ရက်နေမှာဆိုရင်တော့ Northern Forest ရှိတယ်28ရက်နေမှာဆိုရင်တော့ PFP ရှိရဲတကယ်လို့ကတူတို့တွေဒီဒီအနည်းဆုံးတူတို့တွေနောက်ထပ်နောက်ထပ်2ပွဲ3ပွဲလောက်တော့ရှုံးခဲ့မယ်ဆိုရင်တော့ပြည့်တက်တွေအနေနဲ့လုံးဝကိုပဲနှီးပြောင်းလုံးဝကိုပဲတူတို့တွေနှီးပြောင်းလုံးဝကိုဆစ်ရှင်မှာမဟုတ်တော့ဘူးဗျဆက်ရှုံးနေဆိုရင်လည်းအခုဆိုရင်တော့ ဇရားမှာဆိုရင်လည်းအမှတ်တည်းအရန်ကိုကွာဟနေပြီဖြစ်တဲ့အတွက်ကြောင့်မို့သူတွေထပ်ပြီးရှုံးလို့မရတော့ထပ်ပြီးရှုံးနေအမှတ်တည်းကလုံးဝကိုခြေပြန့်တော့မှဖြစ်တဲ့အတွက်ကြောင့်လစ်ပါပူတွေနဲ့ရှုံးပွဲတွေဆက်မဖြစ်ဖို့တော့ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတော့ကျွန်တော်ဆောင့်ကြည့်ကြအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ